ကျမ်းမှကျင်ဘာလို့ရမလို့ဆိုမြတ်စွာဘုရားတပ္ပယကရိယာတခွန်းနဲ့ပဲဟောထားတာတပ္ပယကရိယာကျမ်းမရေးအတွက်အထောက်အကူပြုအောင်နေတတ်စတတ်ရမယ်လို့သူဆိုလို့တပ္ပယကရိယာအကျိုးဖြစ်ထွန်းအောင်ပြုတတ်ရမယ်အဲ့တော့ယောဂကင်းပြီးတော့ဒီကျမ်းမကျင်နေဆိုလို့ရှိရင်ယောဂဖြစ်မဲ့အစားအစာမစားနဲ့ရှောင်း ယောဂဖြစ်တဲ့အနေအထားမျိုးနဲ့မနေနဲ့ကိုယ်ကိုကျမ်းမရေးကြည့်ဆိုင်ရမယ်တပ္ပယံကရိယာဆိုတဲ့အကလုံးကကိုယ်နဲ့အဆင်ပြေမဲ့အနေအထားအစားအသောက်ဒါဟာအရေးကြီးတယ်အဲ့လိုနေမှယောဂဝေဒနာတွေကင်းမယ်လို့ဟောတာသူ့အကြောင်းတရားပဲနော်တပ္ပယကရိယာအာရောချတ္တအာဟာရောတပ္ပယကရိယာ ကိုယ်နဲ့တင့်လျော်အောင်ပြုမှုနေထိုင်စားသောက်ခြင်းဟာအရောချက်တာအာဟာရကျမခြင်းအကြောင်းတရားပဲကျမခြင်းဒီလိုနေရလူကတော့ကျမခြင်းနဲ့စားကျင်တာလေးစားနေကျင်တာနေအဲ့ဒီလိုဆိုရင်တော့ကျမမှုရမှာမဟုတ်ဘူးလို့ပြောဆို